ကျေးအားလုံးပဲမင်္ဂလာပါเนาะ အဲအားလုံးပဲမင်္ဂလာပါကိုလာရောင်းမော်နီမှာဟုတ်ကဲ့ပါနော်အဲတောက်ကြနေပွဲသိမ့်နေလေးမှာတော့နော်ဖိတ်ဆုံးဖိတ်အိတ်နဲ့လွယ်ဆိုသလိုပေါ့နော်ပွဲသိမ့်နေလေးမှာကိုလာရောင်းမိသားစုဝင်နေအတွက်အကောင်းဆုံးကြိုးစားထားတဲ့နော်စနစ်မူမိသားစုဝင်နေကဲဝင်လာတာနဲ့မိသားစုဝင်နေကလိုက်လက်မလေးနဲ့တော့အားပေးထား ဲလိုင်းလက်မလေးတွေနေတော့အားပေးထားမယ်မိသားစုဝင်เนี่ยเนาะကဲဝင်လာတာနဲ့လိုင်းလက်မလေးတွေတက်ပြီးအားပေးထားမယ်1935 45ပြန်ကြရှိတယ်ဟုတ်လောက်လားဆရာတဲ့ 35လိသားစုဝင်နေရတဲ့ లైవ్ လက်မလေးတွေနဲ့အားပေးထားကိုယ့်ရဲ့မိသားစုဝင်တွေလို့ဟုတ်လားသဘောထားပြီးတော့တူဦးနဲ့တူဦးညီနိုင်တိုင်းမလို့ရအောင်လေးအချိန်နေလေးကိုလူလေးဆောင်ရင်းနဲ့စနစ်ကလေးရဲ့လမ်းကြောင်းလေးတွေနော်ဖြစ်နိုင်ကြီးရှိတာလေးတွေကိုမူမုတ်သေးဦးနော်ဒီမှာတော့ကျွန်တော်တို့3က3ပိတ်တယ်3ည3ပိတ်တယ်1က1ပိတ်တယ်ပေါ့နော် နှစ်ကင်းစေးကိုပြန်ကြည့်လိုက်ရက်၄ထိတ်တယ်နှစ်က၄ထိတ်တယ်၃က၃ထိတ်မလားဒါလေးတွေဒါလေးတွေเนาะချင်းချိန်ရမယ်အလုတ်ကလေးတွေကိုဒါကိုလောက်အောင်နည်းနည်းရှင်းပြရတာပါเนาะ၃က၃ပိတ်တယ်၃ည၃ညပိတ်တယ်၁က၁ပိတ်တယ်လေးရက်၄ထိတ်တယ်နှစ်က၄ထိတ်တယ်၃က၃ထိတ်မလားဒါလေးတွေစဉ်းစားစရာစနစ်ကလေးတွေပါမိသားစုဝင်เนาะဒီမင်းကတော့ကဲလိုက်လက်မလေးတွေတော့မမိနဲ့ဗျာမိသားစုဝင်เนี่ยเนาะ ဲ့လက်မအားလေးတွေနဲတယ်တရားနော်မိသားစုဝင်တဲ့ဟုတ်ပြီကျွန်တော်တို့နောက်တစ်ချက်မှာနောက်တစ်ချက်ကလေးတွေမှာဒီနှလုံးပေါင်းခြင်း၈ဒီနှလုံးပေါင်းခြင်း၈ဒီနှလုံးပေါင်းခြင်း၁၈၈၁နော်၈၈၁ဆိုတဲ့နေရာမျိုးမှာ ဒီနှလုံးပေါင်းချင်းရှစ်ဒီနှလုံးပေါင်းချင်းရှစ်ဒီနှလုံးပေါင်းချင်းတက်လို့ဆုံးသွားတဲ့နေရာကနေဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးပေါင်းချင်းတက်ဆိုပြီးပြန်ဝင်လာရှစ်ရှစ်ရှစ်တက်သုံးလုံးပေါင်းရှစ်ကိုရှစ်ထိတ်နဲ့ထက်သုံးလုံးပေါင်းရှစ်ထိတ်ကိုရှစ်ထိတ်နဲ့ထက်သုံးလုံးပေါင်းတက်ထိတ်ကိုတက်ထိတ်နဲ့ထက်ရှစ်ရှစ်တက်ဆိုတဲ့စီကြောကိုဒီအောက်ကိုလေဒီသုံးလုံးပေါင်းချင်းရှစ်လို့ဝင်လာလား ီနှလုံးပေါင်းချင်း၈ကိုရောဒီသုံးလုံးပေါင်းချင်း၈လို့ဝင်လိုက်ပြီးတော့၈ထိတ်လို့ချပြီးတော့ဒီသုံးလုံးပေါင်းချင်း၈လို့ပြန်ဝင်လာလားဒီနှလုံးပေါင်းချင်း၁ကိုဒီသုံးလုံးပေါင်းချင်း၁လို့ထည့်ပြီး၁ထိတ်ချပြီးတော့ဒီသုံးလုံးပေါင်းချင်း၁လို့ဝင်ပါလားနော်ဒါလေးတွေချိန်ပါမိသားစုဝင်တယ်နော်ဒါစနစ်ကလေးတွေပါနော်၃နှစ်လေးထိတ်ပဲပြီးနေတယ်တဲ့ကျွန်တော်မနေ့ကပြောတယ်နော်ဆုံဆုံ ဆုံဆုံဆုံမနေ့ကမနေ့ပိုင်းမှာ32တောင်ပါသေးတယ်ဗရိတ်9လို့နော်ကိုလောင်ထိတာအဲ့လိုစုံပြီးသွားရင်အဲ့လိုတော့တုံးလို့ပြန်ပိတ်တယ်ဆိုတာဟိုးအရင်ကကိုလောင်လိုက်ရှုအနည်းကြည့်တဲ့လူဆိုရင်မိသားစုဝင်တွေတိအဲ့ချောင်းချမနေ့ကဗရိတ်3နဲ့ဗရိတ်9 30 3ည3နဲ့3နှစ် အဲ့ဒါဗရိတ်ငါးဆိုရင်32နဲ့88เนาะကိုလောက်အောင်မနည်းရတော့ရှင်းတရခဲ့တာလေးတွေအဲ့ဒါအဲ့လူလေးတွေပေါ့နော်သဘောပေါက်မှုလေးတွေကိုယ့်ရဲ့မိသားစုရလဲရစေခြင်းနဲ့เนาะကိုယ်မှလည်းဒါဆိုရင်နဲ့ပေါ့ကိုယ့်မိသားစုဝင်နေရဖို့ပဲလိုချင်တယ်เนาะတကယ်ခုနပြောတဲ့ရှေ့ရှေ့တစ်ဆိုရင်ငါးပိတ်ပေါ့နော်ဒါပေမဲ့အဲ့ငါးပိတ်ကိုကိုလောက်အောင်တိတ်မကြိုက်ဘူးမကြိုက်တဲ့အကြောင်းရင်းလေးကိုတစ်ချက်ပြောမယ် ီကောင်ဒီအထိမဆင်းလာနိုင်ဘူးဒါမှမဟုတ်ကိုကြိုက်နှစ်သိမ့်ယူသုံးနော်ဒါဆိုနေနော်ကြိုက်နှစ်သိမ့်ယူသုံးဒါစနစ်ကလေးကိုတရတာနော်သုံးလုံးပေါင်းကြီးရှစ်သုံးလုံးပေါင်းကြီးရှစ်သုံးလုံးပေါင်းကြီးတစ်ကိုသုံးလုံးပေါင်းကြီးရှစ်လို့ရှစ်ထိတ်ကြလို့သုံးလုံးပေါင်းကြီးရှစ်လို့ပြန်ထက်သုံးလုံးပေါင်းကြီးရှစ်လို့တရလို့ရှစ်ထိတ်ဆင်းလို့သုံးလုံးပေါင်းကြီးရှစ်လို့ပြန်ထက်သုံးလုံးပေါင်းကြီးတစ်ကိုအဲ့ဒီမှာနော်ဟုတ်တယ်သုံးလုံးပေါင်းကြီးတစ်လို့ကြလို့တစ်ထိတ်ကြလို့သုံးလုံးပေါင်းကြီးတစ်မယ်ဆိုရင်၅ပိတ်သို့တော်냐လဲ ဒီသုံးလုံးပေါင်းချင်းတက်တဲ့အချက်မျိုးလေး9နဲ့9နဲ့ပေါင်းချင်း30လို့ပြန်ပိတ်နော်အဲ့မှာတခါ6နှစ်6နှစ်၄30ပြီးတော့နှစ်4 30လို့ကြလိုက်တော့သုံးလုံးပေါင်းချင်း30လို့ထတ်ချသုံးလုံးပေါင်းချင်း30လို့ထတ်ချပြီး1နဲ့9နဲ့နှလုံးပေါင်းချင်း30လို့ပြန်ပိတ်နောက်တခါ6 6နှစ်လို့30လို့ကြတော့သုံးလုံးပေါင်းချင်း30လို့ဒီမှာထတ်ချ အုံလုံးပေါင်းချင်း30လို့ဖြတ်ကြတော့နှလုံးပေါင်းချင်းလည်း30လို့ဒီမှာလာချတယ်32လို့နော်ဆိုတော့ तू ကဒီငါးနဲ့ဒီငါးနဲ့ပေါင်းချင်း30ဆိုတာကြီးထတ်ချဖို့ဒီကောင်အလားလာမပေးနိုင်ဘူးပေးနိုင်ရင် तू ကဒီကနန်းမျိုးဘယ်ကနန်းမျိုးတန်ထင်မလဲတုံည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 ဖြစ်သွားလဲဒီသုံးလုံးတုံညပြီးတော့ဒီသုံးလုံးရှစ်လို့ဖြစ်လို့ဒီသုံးလုံးရှစ်လို့ဖြစ်မှာဆိုရင်ရှစ်ထိတ်ဒီသုံးလုံးရှစ်လို့ဖြစ်လို့ဒီသုံးဒီနှလုံးရှစ်လို့ဖြစ်မှာဆိုရင် तू က83 ဖြစ်เสียကြည့်ရင်အဲ့လိုကဏ္ဍမျိုးပဲဖြစ်မှာเนาะဒါကြောင့်မို့လို့ကျွန်တော်၅ပိတ်ကိုတိတ်ပြီးတော့မကြိုက်ဘူးเนาะခုနလို၄ပင်ကိုလိုက်ပြီးတော့ထိမ့်နေပိတ်နေကြာမှဆိုရင်83ဒါဒါမှတ်ထားရမယ်ကဏ္ဍလေးတွေပြောတာပါเนาะကိုလောက်အောင်ကြိုက်တဲ့ထဲတော့မပါဘူးเนาะနောက်ပြီးတော့တစ်ချက်ဒါလူလေးလဲစောင်းနေတယ်ဗောကလိုက်လက်မအားလေးလဲနဲနေလို့เนาะလိုက်လက်မလေးတရားကျော်လောက်ထည့်အောင်မို့တရားလူငယ်တကလို 1kg တွေပါလေကိုလောက်အောင်ကတော့ကိုပါဘူးကိုမိသားစုနေဦးလေ တရှိသူလူအားများတယ်လိုက်လဲမှပေးတယ်လူနည်းတယ်ဗျာနော်မကြိုက်နှစ်သက်တာလားနော်လိုက်လဲမှအားကြတော့နည်းတယ်တရှိသူ900ဖြစ်နေမလို့ຢာမကြော်သေးဘူးကိုတည်းနော်အမှန်ကပြောမယ်ဆိုရင်တော့လူတရားကြည့်ရင်လိုက်လဲမှလည်းတရားဖြစ်နေရမှာဟုတ်ပြီကျွန်တော်ပြီးတော့တစ်ချက်ကလေးပြောခြင်းနဲ့မှတ်သားမှတ်ရမယ့်ကဏ္ဍလေးတွေနော် မှတ်ရမယ်ကနန်းလေးတွေဒါကျွန်တော်ကြိုက်တဲ့မူတွေမဟုတ်ကျွန်တော်ကြိုက်တဲ့မူဒီမနေ့ဩကွက်ထိုးရမှာမှဟုတ်တယ်နှိပ်တယ်တဲ့ဟုတ်တယ်တချို့တော့နှိပ်တယ်ဗောလေတချို့ကမနှိပ်လို့ပါနှိပ်ပြီးသားလူတွေကိုတော့မဆိုလို့ပါဘူးလူသစ်တွေဆိုရင်တော့ channel လေးကို subscribe နှိပ်တာเนาะကျွန်တော်ဒီမှာဒီသုံးလုံးမောင်းကြီးလေးတက်ကေ၃ညရဲ့ဒီသုံးလုံးမောင်းကြီးလေးတက်၃ည၄၅ကို ည်း1 3 4လို့၃လုံးပေါင်းခြင်း5ကို1 3 1 3လုံးပေါင်းခြင်း5လို့ချလိုက်တီ3ည4 3လုံးပေါင်းခြင်း5ကိုတီ3 1 3လုံးပေါင်းခြင်း5လို့ချပြီးတော့8 8 9 3လုံးပေါင်းခြင်း5လို့ပြန်ထည့်လိုက်နော်လူသစ်ပါလူသစ်ဆိုရင်တော့ channel လေးကို subscribe နှိပ်ထားမိသားစုဝင်နော် တကယ်၃ရက်၄ရက်၃လုံးပေါင်းချင်း၅ကို၁၃၁၃လုံးပေါင်းချင်း၅လို့ဇောင်းထက်ဆွဲလဲပြီးရပြီရောရှေ့ရှေ့၉ဆိုပြီး၃လုံးပေါင်း၅လို့တန်ထက်လာနောက်တစ်ခါကြတော့ကောတဲ့၃ည၃နှစ်၃ညရဲ့၃ရက်နှစ်ကဲ၃လုံးပေါင်းချင်း၅ကိုရှေ့ရှေ့၉ဆိုပြီး၃လုံးပေါင်းချင်း၅လို့ဖြတ်ထည့်ပြီးရင်၅ရှေ့နှစ်၃လုံးပေါင်းချင်း၅လို့တန်ထက်လာ နှိပ်တယ်ဆရာတဲ့ဟုတ်ကဲ့ပါဟုတ်တယ်နှိပ်တော့နှိပ်တယ်လေနှိပ်တဲ့လူအားနည်းနေတာကိုပြောတာပါနော်မနှိပ်နှိပ်တဲ့လူနှိပ်သူလူမနှိပ်တဲ့လူမနှိပ်တယ်အောင်ကြည့်ရှုသူလည်းနှိပ်တဲ့လူဖြစ်နေရမှာကိုလောက်မိသားစုဝင်နေနော်ကိုလောက်အောင်တော့မိသားစုဝင်နေပေါ့စေတနာအတိထားပြီးတော့ကဲပြီးတော့ကျွန်တော်တို့3ရယ်8ကယ်2ကယ်ဆိုတော့3 8 2ဆိုတော့3လုံးပေါင်းခြင်း3ကို ငားရဲ့ရှစ်ကေတုံညရဲ့သုံးလုံးမောင်းခြင်းသုံးလို့ဖြတ်ထည့်လိုက်သုံးလုံးမောင်းခြင်းသုံးလို့ဖြတ်ထည့်လိုက်ပြီးကိုးရဲ့တစ်ကေဒီကအပိတ်ကေသုံးလို့ကြမယ်ဆိုရင်ဘာပိတ်ကလေးရမလဲဆိုတော့သုံးပိတ်ကလေးရမှာပေါ့နော်သုံးပိတ်ကလေးသုံးပိတ်ကလေးပေါ့နော်နောက်ဆုံးနေလေးပေါက်ချင်နေစရာအသေးချာလေးကြည့်မယ်လေလာ ကြည်လင်မှုရှိမရှိလေးတစ်ချက်မှတ်မယ်လိုက်လက်မလေးတွေနှိပ်မယ်လူသစ်ဆို channel လေးကိုစိတ်နှိပ်ထားမယ်နော်အကောင်းဆုံးစနစ်တွေပြပေးမယ်အခုဆိုတော့ကျွန်တော်တို့ဒီမှာ၃ဘိတ်ကလေး၃ည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 ၈လို့လာမယ်ဆို၈ထိပ်ဒီမှာကလည်း၃ည၃ည၃ည၈လို့ဖြစ်မယ်ဆို၃ဘိတ်เนาะကျွန်တော်ခုနပြောတဲ့၈၈၁ကိုတော့ကျွန်တော် ရှိရှိတည်းဆိုတော့ငားဖြစ်နေတော့ငားနဲ့ငားနဲ့ပေါင်း30ဆိုတော့ဒီကောင်ကျင်းတော့ဒီ၄ဘင်းကိုသိမ့်မကြိုက်ဘူးဒါမဲ့လူတိုင်းနေတဲ့မိသားစုဝင်များသုံးပါနော်ကဲဟုတ်ပါပြီလိုင်လဲမလေးတွေနော်တရားကျော်တော့တက်လာပါပြီကဲကိုလာရောင်မိသားစုဝင်လူလေးတွေရှိလာပြီကြည့်တဲ့လူလေးတွေများလာပြီဆိုတော့ကိုလာရောင်ဒီမနေ့ထိုးရမယ်စနေကွက်ကလေးတွေဟီကိုတွားမယ်နော်လေးလေးလာကြမယ်တိုင်းနေတဲ့မိသားစုဝင်များကလည်းအဲလဲမလေးတွေပြီးပြီးတော့ဟာလာကြိုက်တယ်ဆရာကြီးဆိုတော့ ကိုလာရောင်ကြီးဆိုတဲ့နော်ဆရာတော့မဟုတ်ဘူးမှန်ပြီနော်ကဲကျွန်တော်နဲ့ break 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 နဲ့အချင်းလေးတွေနဲ့ပေါ့ဗျာနော်ကျွန်တော်တို့ချုပ်မှာပေါ့ဘိကကျွန်တော်တို့ရဲ့လက်ကြံဘိကလေးကိုဒီနေ့ပွဲပြီးအထိကျွန်တော်တို့ဖြတ်မယ်ဆိုရင်ပွဲပြီးအောင်ပေးမယ်ဆိုရင်ဘိကလေးက ကျွန်တော်တို့ဒီမှာ၃ညနဲ့၃ညနဲ့၃ညဘူးလို့ထွက်လိုက်တဲ့ဗရိတ်ဒီဘာဖြစ်မလဲ၃ညပေါ့နော်၃ညနဲ့၃ညနဲ့ပေါင်းခြင်းဒီ၃ည၃ညကိုနက်ခတ်ထုတ်လိုက်ရင်ခွန်းတဲ့ခွန်းကိုပါဝါထုတ်လိုက်ရင်နှီးတဲ့အဲ့ခွန်းကိုပါဝါထုတ်တဲ့နှစ်ကိုယူမယ်နော်ခွန်းပါဝါထုတ်တဲ့ကောင်ကိုယူမယ် ဟိုပါဝါထုံးမဲ့အကောင်ယူလိုက်တော့အဲ့ဒီနှစ်တည်ညနှစ်ကင်းစေးမှာ48ဆိုတဲ့ကနန်းမှာ break နှစ် break လို့ဒီလိုကြနောက်တစ်ချက်က3နဲ့1နဲ့နှလုံးပေါင်းခြင်း31လို့ထွက်လိုက်တယ်နှလုံးပေါင်းခြင်းဒီ4 4ရဲ့နှစ်ခက်က1 2ကိုမကင်ဘူး2ကဲပါဝါခွန်ဆိုတဲ့အကောင်ခွန်ပရိတ်လို့ကျွန်တော်တို့နှိမ့်ရင်းသေးကိုယူမယ်25 နော်ကျွန်တော်မနေ့ကလည်းတရခဲ့ပါတယ်အဲ့ဒီဆန်နေကလေး87လို့အမေကညီကလေးတယောက်ကမျှဝေတာပေါ့နော်80နှစ်မထွက်တာကြာပြီတဲ့87လို့ပရိတ်ပေါင်းကြီးလေးက9ကိုရဲ့နှက်ခက်ကလေးက6 6ကဲပါဝါလေးရဲ့တေးဆိုတာကိုယူမဲ့တပရိတ်က29နော် စည်းကြိုးလေးလုပ်ပါအောင်ဆရာဟုတ်ကဲ့ပါလုပ်ပေးပါမယ်ဒီနေ့မနေ့3ပရိတ်တရားပါနော်ဟုတ်ပြီတိပရိတ်ဆိုတော့29လို့ထွက်သွားတာကျွန်တော်တို့89ဆိုတဲ့ပရိတ်ကလေးကခွန်ခွန်ရဲ့နှက်ခတ်ကလေးရဲ့3ည3ညရဲ့ပါဝါ9ကိုယူမယ်9ပရိတ်ကလေးပါနော်32 ကျွန်တော်တို့ဒီနေ့ပွဲစင်းတောက်ကြနေလေးငါးပွဲလေးအခုလက်ရှိဒီပွဲငါးပွဲလေးမှမှန်မယ်ဆိုရင်တော့ပေါ့ညလုံးမောင်းကြီးတက်တက်ကဲပါဝါက6ဟောပါဦးတက်ကဲနှစ်ခါက8တက်ကဲနှစ်ခါက8ရှစ်ကဲပါဝါက3ဆိုတော့3ပြိတဲ့နော် ုံးပိတ်ဆိုတော့ခုနကကျွန်တော်တို့ကသုံးပိတ်ကလေးကိုကင်ထားတာဆိုတော့သုံးညာသုံးဆိုတဲ့ကဏ္ဍသူလေးတွေမစိုးဘူးပေါ့နော်ကဏ္ဍလေးတွေကဏ္ဍလေးတွေချတော့ပေးထားတယ်နော်အဲ့ဒါလေးတွေမှတ်ထားမယ်အရန်အတင်ရေကိုဘာသာကိုစဉ်းစားပြီးကစားပါနော်မိသားစုဝင်တွေပေါက်ကြလားဆိုတော့မထိုးသိဘူးเสียကမသိလိုက်ဘူးเสียကအာအဲ့မှာပေါက်တဲ့လူတရားမှကိုမတွေ့တော့နော်ဟုတ်ပြီဒါကတမူတနည်းနဲ့ကျွန်တော်တို့သုံးပိတ်ကို ရသွားပြီ3 break 3 break ကလေးရထားပြီမှတ်ထားအနံ့တော့ကျင်းယူရမှာပေါ့ကဲစီကြောစနစ်ကလေးကိုလာမယ်စီကြောစနစ်ကလေးကိုလာမယ်ကကျွန်တော်ဒီက6ရက်5ရက်6 5နှစ်ဆိုတော့3လုံးပေါင်းချင်းဒီ3 သုံးရင်နှစ်ခတ်က9လို့35 break နော်ဒီဘက်ကလည်းကျွန်တော် break စီးကြောပဲလိုက်မှာနော် break စီးကြောကိုလိုက်ဒါမဲ့မှန်နိုင်ကြီးဒီအများကြီးရှိတာမျိုးတွေပေါ့ဒီကောင်9ပင်ကူးမှာလားတကယ်လို့ဒီကောင်က9ပင်ကူးကြရင်တက်မှာလားဒီဘက်ကစီးကြောကတိုက်မှန်မှာလားနော်ဒါလေးတွေပေါ့နော်ကျေးဇူးပါဆရာဟုတ်ကဲ့ပါနော်အဲ့ဒီမှာကျွန်တော်တို့ကညနေသေးဘက်ကကျွန်တော်တို့ဒီမှာနော် 53လေးထိ83ပြိတ်နဲ့ပေါင်းရင်းလေးသည်ကျွန်တော်တို့က၄ပေါ့၄ရဲ့နှစ်ခတ်က2ဆိုတော့1ဂျင်းလေးကိုထုတ်ဒီဘက်က1ဂျင်းเนาะဒီပင်မှာပြိတ်ရပြီမဲ့ဒီပင်ထိမမှီသေးဘူးဆိုတော့ကျွန်တော်တို့က52အချင်းကကျွန်တော်တို့ဒီမှာ25လို့ထွက်တာပေါ့ကျွန်တော်တို့နောက်တစ်ပင်ကိုမှမှီမယ်အဲနောက်တစ်ပင်ကိုဆက်သွားသုံးလုံးပေါင်းရင်း၈၈ကနှစ်ခတ်က1 81အချိန်နဲ့81က1ချိန်နဲ့35ကပြီးတဲ့အဲ့ဒီမှာကျွန်တော်တို့41ဆိုတဲ့ကဏ္ဍကိုထွက်မှာနော်နောက်တစ်ချက်ကိုလာမယ်1ကေ3ညရဲ့3ညရဲ့1 3ည3ညဆိုတော့3လုံးပေါင်းကြီး1 1နဲ့ခက်က8နော်1နဲ့ခက်က8ဆိုတော့1ချိန်ကိုရပြီး ငါငါ၄ဆိုတော့သုံးလုံးပေါင်းခြင်းဒီ၄၄ရဲ့နှက်ခတ်က2ဆို42ကပြိတ်နဲ့ကျွန်တော်တို့48လို့အောင်မြင်မှုရခဲ့တာနော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ချက်3ရရဲ့3ရဲ့1ကဲဆိုတော့သုံးလုံးပေါင်းခြင်း၄၄ရဲ့နှက်ခတ်က2 42က1ခြင်းလေးရထားပြီတိကေ9ရဲ့တိကေ4ရဲ့ဆိုတော့3လုံးပေါင်းခြင်း3ည 3ညရဲ့နက်ကတ်ကခွန်3ညခွန် break လေးကို42ဝမ်းကျင်းလေးနဲ့25เนาะမိသားစုဝင်နေကဲလိုက်လက်မလေးတွေနဲ့လဲအားပေးမယ်လူတစ်ကလေးတွေဆိုရင် channel လေးလဲ subscribe နှိပ်တာ3ရဲ့8ကဲ1ကဲ3လုံးပေါင်းခြင်းလေးက4ပဲအာ1ပဲเนาะ1ကဲနက်ကတ်က4 24ဝမ်းကျင်းကိုရထားပြီး တကယ်ရှိကဲနှစ်ကဲဆိုတီရှိနှစ်ဆိုတော့သုံးလုံးပေါင်းကြီးတတကယ်နှစ်ခတ်ကရှိတရှိပြိနဲ့ကျွန်တော်တို့24အချိန်နဲ့29လို့နော်ကဲတောက်ကြပွဲသိန်းနေလေးမှာတော့အဲ့နဲ့လွယ်ရမယ်စနစ်ဒီပဲ7နဲ့7နဲ့9နဲ့သုံးလုံးပေါင်းရက်လက်ကလေးဒီ9လို့ရ ငါးရဲ့နှက်ခတ်ဒီက3လို့ငါး3ချင်းလေးရပြီနော်ငါး3ချင်းလေးရခဲ့ပြီဆိုတော့ကျွန်တော်တို့က8ကဲ9ရဲ့2ကဲ3လုံးပေါင်းချင်းလေးက9လို့ရတော့9ရဲ့နှက်ခတ်က3လို့ငါး3ကပြိဋ္ဌာန်93အချင်းနဲ့32နော်အဲ့ဒီမှာကျွန်တော်တို့ဒီနေ့တောက်ကြနေ့ပွဲသိမ့်နေ့လေးရဲ့ဝမ်းငိမ့်လေးက ချစ်ကတစ်ကတုံညရဲဆိုတော့တုံလုံးမောင်းကြီး၉းလို့ရပြီ၉ရဲ့နှက်ခတ်က၆66ကအချင်း၅ရဲ့၉ရဲ့၃ရဲ့ဆိုတော့တုံလုံးမောင်းကြီးလေးကဘာရမလဲခွန်တဲ့နော်ခွန်ရဲ့နှက်ခတ်ကတုံညခွန်တုံညက break တဲ့နော်ဟုတ်ပြီကျွန်တော်တို့အဲ့တော့ เนาะဒီสนิทကိုပဲကျွန်တော်ไล่มั้ยจันเนี่ยคุณน่ะจ๋าเนี่ยปินดูลีนี่โหซ้วยซ้วยกะลีนี่สนิทกะลีนี่อ่ะคุณน่ะเลยปะทาแกพี่รอชื่อดาบ่ลีทีมแม้ไม่ใจเน็ดเดะโลเนาะจันดาใจเน็ดเดะလာရောမိသားစုဝင်တွေကမှားရမနာလေးကိုခံနိုင်တယ်နော်ကျွန်တော်တို့အကောင်းဆုံးအမြဲကြိုးစားမယ်နော်စနစ်ပေါ့ဒါကျွန်တော်တို့မူရစနစ်တည်နေဆိုရင်အမှားမှန်လေးကိုလည်း ိကံနိုင်မဲ့မိသားစုဝင်များဆို channel လေးကို subscribe နှိပ်ပြီးတော့နော် like လဲမာလေးဒီနဲ့အားပေးပါเนาะကျွန်တော်တို့မှားရင်ခံမယ်မှားရင်ဆန်မယ်ပေါ့မိသားစုဝင်များရေเนาะဆန်လဲဆန်ခဲ့ပြီးပါပြီเนาะရလဲရခဲ့ပြီးကြပါပြီမိသားစုဝင်နဲ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့6 6ချိန်နဲ့ဆိုတော့ကကျွန်တော်တို့6လို့ရေးလိုက်မယ်ခွန်ပရိတ်နဲ့ဆိုရင်68 သုံးညပရိနေဆိုရင်61เนาะ96 90ကျွန်တော်တို့60လိုင်းอ่ะဖုံးခေါ်လိုက်တယ်ပြက်ပြက်ကြသွားတယ်ဗျာတော့ခက်နေเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ8ခွက်တော့ထိုးရမယ် ျန်တဲ့စနစ်တွေကိုအသာထားပြီးတော့ကျွန်တော်တို့ဒီလေးခွက်ကိုယုံကြည်မှုအကျင့်ချပြီးကစားမလားလေးက၃ပရိတ်ကလည်းရှိထားတယ်၃ပရိတ်ကိုကျွန်တော်တို့က66နဲ့အချင်းလေးနဲ့ကတ်ကြည့်ခြင်းနဲ့ဆိုရင်ရော64နော်ဒါကတော့ဘေးရဟာကိုဆွဲထည့်တာပေါ့အဲ့မှာပြောမယ်ဆိုရင်တော့ထိုးမယ်ဆရာတဲ့ဘာနဲ့ဟုတ်တယ်မိသားစုဝင်နေနော် ကျွန်တော်တို့ကျွန်တော်တက်သွားပြီးတော့ရောက်ရောက်ရတာဗောနော်တစ်ရှိအကြိုက်ဆုံးပဲတစ်ရှိမပါဘူးမိသားစုဝင်เนาะဒါမိမိသားစုဝင် तू तू ကြိုက်ကလေး तू ပြောတာထင်မယ်เนาะကြံကနန်းက6နဲ့9နဲ့အဲ့ဒါကတော့ကျွန်တော်တို့ဘယ်လိုစဉ်းစားကြမလဲတော့ ပြောလို့လည်းမရဘူးပေါ့တရားနော်ကြံလဲကြံမယ်ပိုင်လဲပါမယ်ပေါ့အဲ့ဒါကြီးကတော့ဒီဘောတော့ကဏ္ဍခြံလိမ့်မယ်လို့လည်းခံမန်းတယ်ဒါမဲ့လို့လည်း60ခွန်စုဇုံစုပြုတ်ချသွားရင်တော့လည်းမတတ်နိုင်ဘူးနော်တစ်ချက်ကလေးပြောချင်တာနောက်တစ်ချက်ကကျွန်တော်အဲ့ဒီစနစ်နဲ့တဲ့ကြံခဲ့တဲ့ပွဲတောက်လျှောက်ရတဲ့စနစ်ဒီသုံးလုံးမောင်းကြီးလေးအချင်း၃၅အချင်းကနေပြက်သွားတာဟိုအပေါ်တောက်လျှောက်တောက်လျှောက်ပွဲ20လောက်တောက်လျှောက်မှန်တာ အဲ့မှာတက်သွားပြီးတော့ဒီမှာဒီမှာတက်ပြီးသူကဒီမှာတန်းဝင်လာတယ်တက်ကယ်၄ရက်၈ရက်ပေါင်းရင်3 3-5အချိန်၃ညရဲ့၄ရက်၅ရက်ပေါင်းရင်6 6အချိန်၃ရက်၂ကယ်9ရက်ပေါင်းရင်6 6အချိန်အခုဒီမနေ့ကြာတော့လဲသူက2 4အချိန်2 4အချိန်နဲ့ကြာတော့လဲ2 4ကိုအချိန်ကင်ရမယ်ဆိုရင်ကော2တို့4တို့နဲ့ကြိုင်နေတဲ့မိသားစုဝင်ရှင်ရင်တော့ ဒါထိုးကွက်ပေါ့ကျွန်တော်ရေးပေးမှာဒါကိုယ်ရင်ထိုးရင်ထိုးမထိုးရင်နေเนาะကျွန်တော်ကပြီးကြိုက်ကွက်ကျွန်တော်ကြိုက်ကွက်ပဲကျွန်တော်ရွေးပွေးမှာထိုးဖို့ကိုလीเนาะသုံးပရိတ်လည်းကြိုက်တယ်တဲ့ဆရာကြီးတဲ့တော်တော်ရှုံးထားတယ်ဆရာကြီးတဲ့ပတ်တီးတွေနဲ့ရှုံးထားသလားဘလူတွေနဲ့ရှုံးတာဆရာငါးပရိတ်ကောင်းလားတဲ့ငါးပရိတ်တော့ကျွန်တော်ဒီမနေ့မတွေ့လို့ပါဗျာမိသားစုဝင်เนาะအဲ့ဒီမှာကျွန်တော်တို့ခုနရေးပေးထားခဲ့တာဒီမှာ၃ပိတ်ဆိုရင်၃ပိတ်နဲ့၃ည၃เนาะ အဲ့ဒီမှာကျွန်တော်တို့ခုနကခွန်သုံးညပရိနေဆိုရင်2 9ပေါ့သုံးညပရိနေဆိုရင်2 8ပေါ့နော်နောက်တစ်ချက်သုံးပရိနေဆိုရင်2 1ပေါ့ဒါ2 4အချိန်နဲ့ကတ်တာနော်တကယ်လို့ဒီမှာကခွန်ပရိနေဆိုရင်4 3ပေါ့သုံးညပရိနေဆိုရင်4 6ပေါ့နော်သုံးပရိနေဆိုရင်4 9ပေါ့ကျွန်တော်တို့ဒီမှာ94ပါပြီဆိုတော့ဒီ94ကိုထည့်မယ်နော် ဒီဒီမှာ64ပါတီဆိုဒီမှာ64ကိုဖျက်ကနန်းကအကုန်လုံးပြောမယ်ဆိုရင်25ကနန်းတိုင်းကြီးနော်ဒါကျွန်တော်ဝိုင်းလိုက်မဲ့ကနန်းလေးတွေကိုဒီလိုဝိုင်းလိုက်တဲ့ကနန်းနဲ့ဒါ3ည3ကတော့ထိုးရမယ်ကနန်းနဲ့ပါတယ်နော်ဝိုင်းပြီးတော့ဒီလိုချက်လိုက်မယ်ပေါ့ဗျာမင်းဒီလေးချက်လိုက်မယ်ပေါ့အဲ့ဒါလေးတွေကတော့အရန်ပေါ့နော်တွိုင်းကနန်းနဲ့ကြလဲကြပေါ့ဗျာနော်ကျွန်တော်ကတော့မကြိုက်ဘူးကျွန်တော်ဒီဘွဲမှာတင်လိမ့်မယ်လို့မထင်လို့မကြိုက်ဘူး ဆရာတဲ့ဇင်း၄ပါတဲ့ဆရာဒီနေ့၁၂နှစ်နာရီမှာငါမထွက်နိုင်ဘူးလားဆရာဆရာဇင်း၄ပါ၁၂နှစ်မှာငါမထွက်နိုင်ဘူးလားငါကျွန်တော်အကြိုက်တာဗျာเนาะကျွန်တော်မကြိုက်တာဆိုတော့ကျွန်တော်အဲ့ဒီဒီစနစ်မူရောက်မကြိုက်ဒီကောင်ကဂွင်ကိုပိတ်ထားခဲ့တာ နော်ဒီ3လုံး10ဒီ3လုံး10ဒီ3လုံး10ပေါ့နော်အဲ့မှာဒီ2လုံး10ဒီ2လုံး10ဒီ2လုံး10နဲ့ तू ကကွင်းရထက်ထားခဲ့ပိတ်သွားပြီအဲ့မှာဒီ3လုံး10ဒီ3လုံး10ဒီ3လုံး10ဆိုတော့ तू ကအဲ့လိုစနစ်တည်းကတော့တခါမှ၄ပင်ကူမလာဘူးကြ၄ပင်ကူ၅ပင်ကူ၆ပင်ကူ8ပင်ကူ10ပင်ကူပေါ့9ပင်10ပင်ဒီမှန်တာဒီလိုစနစ်တည်းစနစ်တည်းကလာတတ်တယ်နော်ကိုစင်လေးရေးနော်တန်တော်တော့တိတ်မကြိုက်တာပေါ့ကဲဟုတ်ပါပြီထားလိုက်တော့နော်ဒီမှာကဲကဏန်းလေးတွေမှတ်ဖို့ ဒီ25တို့343တို့ကတော့တရားဘူးပေါ့ထိုးထိုးပေါ့ဗျာမမီမလီရောသားလေးနည်းနည်းထိုးရမယ်ကဏန်းလူလေးတွေကဟာလား28တို့27တို့ကဏန်းလေးတွေနည်းနည်းကစားပေးရမယ်နော် မပွေးတဲ့တ3 5ခွန်ကိုမထွက်သေးဘူးတဲ့ဆရာအပူလာနိုင်လားဆရာနော်ကဲကျွန်တော်ပြောမယ်နော်နှစ်ရှိတို့နှစ်တိတို့အော်နှစ်ရှိတို့နှစ်တိတို့အကွက်ကလေးဒီနည်းနည်းထိုးမယ်အောက်က94တို့60ခွန်လို့တဲမှာလဲနည်းနည်းအရန်နည်းပဲထိုးမယ်ဒီ98တကွက်အရန်နည်းပဲထိုးမယ်ကျွန်တော်ကြိုက်ွက်ကျွန်တော်ရွေးထုတ်နော် ကျွန်တော်ကြိုက်ွက်ကျွန်တော်ရွေးထုတ်မယ်ဆိုကျွန်တော်က60 64နော်90အဲ့ဒီ၃ခွက်ကိုလာရောင်အကြိုက်ဆုံးအာမေနော်ကဲအားလုံးပဲမင်္ဂလာပါနော် ျွန်တော်ညက်နေကိုလည်းတစ်ချက်ဒီလောက်ကိုတော့ live show ရှိမယ်ဗျာနော်ဒီမဲ့ခေးမှာအောင်မြင်မှုရှိသွားရင်တော့ပို့ပြီးကောင်းတာဗောကိုလိုက်အောင်မိသားစုဝင်နေနော်ဆရာပေးတဲ့ကဏ္ဍကြိုက်တယ်ဟုတ်ကဲ့ပါနော်ဒီကဏ္ဍ၃ွက်ကိုဩွက်အထိ၃ပြီးကစားမယ်ဆိုပြီးရင်လဲဒီမှာကြံနေခဲ့တဲ့89လို့64လို့69လို့နော်2 8တို့2 8တို့ဆိုတာမျိုးလေးတွေကိုလည်း အနေချင်းလေးတော့ကစားပြီပါ။၃ည၃တင်မရဘူးလားတဲ့။၃ည၃လဲကောင်းပါတယ်။တင်ခွဲဖြစ်သေးတော့ကျွန်တော်မထည့်ခြင်းဘူးဗျာနော်။အားကြောင့်လဲဆိုတော့ तू ကဟိုအပေါင်းထည့်ဒီအပေါင်းထည့်ဒီထည့်ဆိုတဲ့ကနန်းပေါ့။ तू ကတော့ကျွန်တော်ကွန်းလာတရားခဲ့တာ၃ဘိတ်၃ဘိတ်၃နဲ့တွားထည့်မယ်ဆိုရင်၃ည၃ပေါ့။အဲဒီလူလေးကိုကျွန်တော်ဝင်ဆက်ထားဟားထားတဲ့ဟာမလို့နော်။ကောင်းတော့ကောင်းပါတယ်။ဘာလို့ကျွန်တော်ကွန်းလာတရားခဲ့တာပဲ။ဝင်ဆက်တော့၃၃ 3ည3ည1 1ဒီဘက်ကြတော့လဲ4 4 2 2 3 3ညလာမလားလူတွေကိုနှားထားပြီးတော့ဒီဘက်မှာနှားပြီးဒီဘက်မှာကင်ပါပဲဆိုပြီးတော့မကြပဲနေမှာလားเนาะအောင်းနေပါစေကျေးဇူးပါဆရာဟုတ်ကဲ့ပါကဲเนาะကဲကလာယောင်လိုက်ရှိူးကမရှိပါဘူးပြောတာပါအဲ့ဒါပါเนาะမရှိပါဘူးကဲကလာယောင်ရဲ့မိသားစုဝင်ဒီစိတ်ချမ်းသာခြင်း ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒတွေတလုံးတော့ပြည့်စုံကြပါစေနော်ယနေ့တောက်ကြနေ့မင်္ဂလာရှိတဲ့နည်းနည်းခင်းလေးမှစရစီပါလက်လာပါလုံးတဲ့သူတိုင်းသူတိုင်းနော်ပြောအပ်ဆိုအပ်ပြီးလောကမှာလူမျိုးဖြစ်စီအခွန်မလာနေလောကကြီးစီပါရေးဖြစ်စီဝိကြီးနဲ့လောရည်စီဝါရည်ဖြစ်စေเนาะအားလုံးပဲတောတဲ့ညဆိုတဲ့ညလုံးတဲ့ညကိုင်းတဲ့ည အလုံးမကြည့်စူးမကြည့်ပဲအစင်တည်နိုင်ကြပါစေเนาะကုလရောင်ရဲ့မိသားစုဝင်များကုလရောင်အနေတစီအနေကျူးစားသွားပါမယ်เนาะဆန္ဒလာပိုင်းထဲမှာကုလရောင်ရဲ့စီဝါတို့အခွေတွေတက်ကယ်မျိုးအခွေနှစ်ချက်အဲ့ဒါမျိုးတွေเนาะဟုတ်ကဲ့ပါเนาะ၂၈ရက်နှစ်တည်း၆ကုန်ပိုကြိုက်တယ်ဆရာဟုတ်ပြီအဲ့ဒါဆိုကစ်ပြီးတော့เนาะကျွန်တော်ကတော့ဒီဘက်၃ခွက်ကြိုက်တယ် အဲမလို့ဒီဘက်ထဲကအကွက်တွေကိုပို့ဆိုရင်ဒီဘက်ထဲကဟိုကကိုကြိုက်ရအောင်အာတန်ရာတင်ထိုးကျွန်တော်ပြောတာနော်ကျွန်တော်ပြောနေတာလေရှင်းပါကဲအားလုံးပဲဒီလောက်ပါပဲနော်